ရီလီယမ်နဲ့ပူပေါင်းရန် Open AI နဲ့မိသားဆွေးနွေးမှုများပြုလုပ်ဉာဏ်ရည်သူနေပညာဆိုင်ရာလုပ်ငန်းတွေချဲ့ထွင်ဖို့တွင်အိန္ဒိယအခြေစိုက်ကော်မတီကြီးဖြစ်တဲ့ရီလီယမ်နဲ့ပူပေါင်းဆောင်ရွက်ဖို့အတွက် Open AI နဲ့မိသားဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ကြောင်း The Information သတင်းမှာပါရှိပါတယ်ကော်မတီတာဝန်ရှိအကြီးအကဲသွေးဆောင်ဆွေးနွေးမှုအတွင်နေပညာဆိုင်ရာအလားအလာရှိတဲ့ပူအောင်ဆောင်ရွက်မှုတွေကြောင့်အထူးကထားဆွေးနွေးကြတာဖြစ်တယ်လို့ India Reliant Industry ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကဆိုပါတယ် Chat GPT ကိတုံးနည်းပညာအသေးသေးတွေဖြားဝေနိုင်ဖို့အတွက် Reliant နဲ့ Open AI ကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့နီးစပ်ရတဲ့အရှင်းမြစ်တွေကဖော်ပြထားပါတယ်ဒါပြင် India နိုင်ငံအတွက် Open AI ကထုတ်လုပ်ထားပြီးအခကြေးငွေပေးအသုံးပြုနေရတဲ့ဆော့ဝဲတွေနေပညာတွေကိုလည်းဈေးလျှော့ပေးဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ရီဒီယန်ကွန်မြူနတီထောင်သူမူကအန်မာနီဦးဆောင်တဲ့လုပ်ငန်းစုလက်အောက်ကနေ Open AI နဲ့ပူးပေါင်းပြီးဉာဏ်ရည်သူဆိုင်ရာမော်ဒယ်အသစ်ဝန်ဆောင်မှုတွေပေးဆောင်နိုင်ဖို့အတွက်လည်းခြေလှမ်းတွေစတင်နေပြီဖြစ်တယ်လို့ဆိုပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်